စစ်ကောင်းဆောင်မင်းအောင်လိုင်နဲ့သူ့ရဲ့မိသားစုသာတည်တံ့အသုံးပြုနေတဲ့လက်ရှိဒေါ်လာ63မီလီယံခန့်တန်ဖိုးရှိ Evet လေရင်ကိုအပိပြအဝဲယူလိုက်ပြီးလို့စစ်ကောင်စီကအမိန်တော်ညာတာနဲ့ထုတ်ပြန်ပါတယ်။ February 17ရက်နေ့ကထုတ်ပြန်ခဲ့တဲ့အဆိုပါအမိန်တော်ညာစာမှာအပြည့်ပြည့်ဆိုင်ရာမြမလေးကြောင့် MAI မှာအသုံးပြုဖို့ American နိုင်ငံ Invitation Capital Group စီကနေပြန်ရော့အကောက်ခွန် Drawback စနစ်နဲ့ ငါရန်တင်သွင်းထားတဲ့ app အမျိုးအစား8319115 amazon 5193လေးရင် hyalk ကိုပြန်လည်တင်ပို့ခြင်းမပြုတော့ဘဲပြည်ရင်းသုံးဆွဲဖို့ဝယ်ယူခြင်းအတွက်ကြာတင့်တဲ့ဝင်ွေခွန်နဲ့ကုန်ကယ်လုပ်ငန်းခွန်တို့ကိုကင်းလွတ်ခွင့်ပြုတယ်လို့ပါရှိပါတယ်။အဆိုပါလင်းအားပြည်တွင်းသုံးဖို့နဲ့အပြည်ပြည်ဆိုင်ရာမြမလေးကြောင့် MAI အသုံးပြုဖို့အတွက်လို့ပေါ်ပြထားပေမဲ့ဒါဟာအမိခံတာဖြစ်ကြောင်းနဲ့လက်တွေ့မှာတော့ စစ်ကောင်းလောင်နဲ့သူ့ရဲ့မိသားစုတွေရဲ့ခီးစဉ်အတွက်သီးသန့်အသုံးပြုနေတဲ့စစ်တပ်ပိုင်းလေရင်သာဖြစ်ကြောင်းစစ်ဘက်ဆိုင်ရာတရင်အရင်မြစ်တချို့ကလည်းပြောဆိုပါတယ်စစ်ကောင်းလောင်ရဲ့ရုရှားနဲ့တရုတ်ခီးစဉ်အပြင်လွန်ခဲ့တဲ့နှစ်ကသူ့ရဲ့ဇနီးဒေါ်จุจุနဲ့တာသမီမြေတစု စင်ကာပူကိုလက်ပတ်သွားတဲ့စဉ်ကဒီလေရင်ကိုအသုံးပြုခဲ့ကြောင်းလည်းသိရပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဒီကနေ့မေလ၁ရက်နေ့မှာကြာရောက်တဲ့ 135ကျင်ရောက်ကမ္ဘာအလုံသမားနေအထိမ့်မှန်အဖြစ်အလုံသမားတွေပါကြည်တက်ဆန္ဒပြခဲ့တယ်လို့သိရပါတယ်။ချီတက်ဆန္ဒပြပွဲကို Richard Tannon လမ်းမအတိုင်းပြုလုပ်ခဲ့တာဖြစ်ပြီးဗီဇာတက်တန်းကုံဆုံတဲ့မြန်မာရွှေပြောင်းအလုံသမားတွေတက်တန်းတိုးမဲ့လုပ်ငန်းစဉ်အဆင့်တွေကိုလျှော့ချပေးဖို့ငလျင်တန်းကြောင့်ထိုင်းဆိုရစီးရင်စစ်ရုံးအဆောက်အဦပြိုကျခဲ့တဲ့ဖြစ်စဉ်အတွင်ထိခိုက်နစ်နာခဲ့ရတဲ့အလုံသမားအလုံးအတွက် ထိုင်းအစိုးရကလက်တလောပံပိုးကူညီပေးဖို့နဲ့နေနာကြေးတွေပေးဖို့အိုင်ယာလိုရဲ့တာထန်ချက်အမှတ်89နဲ့68တို့ကို ထိုင်းအစိုးရက လက်မှတ်ရေးထိုးဖို့အတွက်တောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံစမောစခွန်ခရိုင်မဟာချိုင်းမှာ ရှိတဲ့ AAC ရွှေပြောင်းအလုပ်ကမများကယ်ဆယ်ရေးကြရဖို့ဒီကနေ့မေလ1ရက်နေ့မေဒင်းနေ့မှာထိုင်းအာဏာပိုင်နေတဲ့တာဝန်ရှိသူတွေက လာရောက်ဖြတ်သိမ်းခဲ့တယ်လို့သိရပါဗျ။အဆိုပါကအခက်အခဲရှိနေတဲ့အလုပ်သမားတွေကိုအခမဲ့ခလုံးဝင်ပေးပြီးအခမဲ့တွေ့မွေးခဲ့တာဆယ်နှစ်တော်ကြာပြီဖြစ်တယ်လို့ဆိုပါလေ။ထိုင်းအနာပါနေကတော့တဟာဥပဒေနဲ့မညီဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပြီးခဲ့တဲ့ February 20ရက်ကလေးကချိတ်ပိတ်ထားခဲ့တာဖြစ်ပြီးဒီကြားတဲ့ရင်မီးဖြတ်ကနောက်ဆုံးဒီကနေ့မှာတော့ထိုင်းအနာပါနေနဲ့တာဝန်ရှိသူတွေကလာရောက်ဖြတ်သိမ်းခဲ့တာဖြစ်ပါလေ။ ဒီကရာမှာခေလုံနေတဲ့သူတွေကတရားဝင်းကျင်လောက်ရှိကြောင်းနဲ့အလုံးကထိုင်းဆက်ယုံလေးမှာလောက်ခလာတာမရတဲ့သူတွေထိုင်းအလုတ်ရှင်တွေနဲ့အလုတ်သမားတွေကြားပြဿနာဖြစ်နေတဲ့သူတွေဖြစ်ကြောင်းခေယာနဲ့နှီးဆက်သူတို့ကပြောဆိုထားပါတယ်မကွေးတိုင်းစောညုံနယ်အနောက်ဖက်ခြမ်းအညာကတင်းကျေးရွာမှာရှိတဲ့စာတင်ကျောင်းကိုစစ်ကောင်စီကလေရင်နဲ့ပုံကျဲခဲ့တာကြောင့်အသက်ရှင်နေရွယ်ကလင်းငယ်အပါဝင် ဖီဒူလေးဦးတည်ဆုံးခဲ့ပြီးနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒီကနေ့မေလတရက်နေ့မှာတရာဦးလေတဲ့စကန်းကဂျက်ဖိုက်တာတစီးဟာနာနက်7နာရီ32မိနစ်မှာတစ်ကြိမ်7နာရီ39မိနစ်မှာတစ်ကြိမ်မှတ်ကြိမ်တိတိပေါင်မင်း50ပုံနှလုံးကျဲချခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။တည်ဆုံးသွားသူတွေထဲမှာအသက်65 50နှစ်38နှစ်အရွယ်ရှိတဲ့အမျိုးသမီး၃ဦးကတော့ ၊နေရာမှာတင်ပွဲချင်းပြီးတည်ဆုံးခဲ့ပြီးအသက်၈နှစ်အရွယ်မက်ခွန်ဆက်ဂျိုကတော့စစ်ဘေးသန်းကိုပို့ဆောင်စဉ်တည်ဆုံးတော့တာဖြစ်တယ်လို့ဂျော်လင်တန်ကတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်။